အေးကွယ်တရားပွဲဝင်ဖြစ်တော့တယ်ကြက်ဖြတ်ပလိုက်ပြီကညာနိုင်ငံကိုယ်ရင်းလည်းတရားမနာရပါဘူးရဲ့ရှင်ထုံးမှာအကုန်လုံးပြန်ကုန်ပြီတရားပွဲမဖြစ်တော့ပါဘူးတရားပွဲလာပိတ်သွားပါတယ်သူတို့ခိုင်းလို့မျိုးရတယ်ကဦးဇင်းတို့ဘုရားခေါ်ရတဲ့တကားတခွန်ရှိပါတယ်တပ္ပဒါနံဓမ္မဒါနံသိနာတိတဲ့သူကအလူအလုံးတွင် တရားအလှသည်အမျက်ဆုံးပဲတဲ့ဘာကြောင့်လဲဆိုရင်တရားလူကဘာကြောင့်မျက်တယ်လဲဆိုလို့ရှိရင်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်နော်တခြားသောအတိညာဉ်တွေလည်းများများစွာကြရတယ်အတိအတိညာဉ်ကိုအကြောင်းပြုပြီးတော့အဲ့ဒီတရားနာတဲ့ပုဂ္ဂိုလ်ကကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့ဘုံဘဝတွေကောင်းတဲ့ဘဝတွေကိုရောက်မှာဖြစ်တယ်နော်ဒါကြောင့်တပ္ပဒါနဓမ္မဒါနသီနာတိတရားအလှူတွင်အလှူအလုံးကအမျက်ဆုံးပဲတဲ့နော် လူတရားကိုပတ်စံပေးတာနဲ့ပညာတည်ပေးတဲ့ဒါနဲ့မတူပါဘူးပတ်စံပေးလိုက်လို့ရှိရင်အဲ့ဒီလူကဒီအချိန်မှာတုံ့ဆလို့ရမယ်နော်ပညာပေးမယ်ဆိုလို့ရှိရင်အဲ့ဒီလူပုဂ္ဂိုလ်ကသူ့ဘဝတစ်ခုလုံးအောင်မြင်အောင်လုပ်နိုင်ဖြစ်တယ်ပြောချင်တာကလူတယောက်ကိုငားပေးတာမဟုတ်ဘူးငားမြားနီးတင်ပေးတဲ့နီးပါအဲတရားအလူပေးတဲ့ကုသိုလ်ဟာလေငားမြားနီးတင်ပေးတဲ့နီးပါ နိဗ္ဗာန်ဘယ်လိုရောက်အောင်အားထုတ်မလဲနော်ကောင်းတဲ့ဘဝလေးကိုရောက်အောင်ဘယ်လိုအားထုတ်မလဲဆိုတဲ့နိလန့်ကိုပြတာကိုတရားဟောတယ်လို့ခေါ်ပါတယ်အဲ့ဒီအသေးပဲကိုပြောင်းပြန်ကောက်လိုက်မယ်နော်ဟိုအဖြစ်စီအလုံးတွင်တရားလူကိုဖြစ်စီတာကဘယ်လိုပြောရမလဲတမန်တရေပေါ့လေမတားဖူတာပေါ့အဲ့ဒီတရားဘက်ကိုတားတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ကိုရောက်ဖို့ခတ်သားပါပြီပြည့်စက်ဒါကလည်း ဟိုကိုရင်လေးဥဒ္ဓမတာရပေါ့သူတရားဖို့ဖြစ်တာသူတော့လူပေါင်းများများစွာရဲ့နော်လူပေါင်းများများစွာရဲ့အတိပညာကိုဖြည့်စည်ရရောက်တယ်လူပေါင်းများများစွာရဲ့နိဗ္ဗာန်လမ်းကြောင်းကို ဖြည့်စည်ရရောက်ပါတယ်နော်အလုံးကိုကျေးဇူးများကြီးတင်ပါတယ်အရှင်ဘုရားလေလူတရားကောင်းခြင်းတိုးခြင်းလူသိရှိခြင်းမရှိခြင်းဟာကိုယ်ပွက်တဲ့ဘာသာနဲ့ဆိုင်ပါသလားဘုရားတဲ့မဆိုင်ပါဘူး ဝိဒါဘာသာကိုကိုယ်ပြီးတဲ့လူသိမရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲတခြားသောဘာသာကိုကိုယ်ကိုယ်ပြီးတဲ့လူသိမရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်ဝိဒါဘာသာကိုကိုယ်ကိုယ်ပြီးတဲ့လူသိရှိတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲတခြားသောဘာသာကိုကိုယ်ကိုယ်ပြီးတော့လူသိရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဟုတ်လားဝိဒါဘာသာကတော့တိတ်ကိုလူပိသားတဲ့ဘာသာပါလူသားဆန်တဲ့ဘာသာပါနော်တိုးတော့သူဟောတဲ့သုံးပါးတွေဗုဒ္ဓဟောတဲ့သုံးပါးတွေကို ုဒ္ဓဘာသာဝင်တွေကမလိုက်နိုင်တဲ့အတွက်ကြောင့်လူမတန်တော့ဗုဒ္ဓဘာသာဆိုပြီးတော့ပေါ်တာဖြစ်ပါတယ်ဗုဒ္ဓရဲ့ပိဋကကိုလေ့လာမယ်ဆိုလို့ရှိရင်လူပိတအောင်ဘယ်လိုနေမလဲဘယ်လိုသိမလဲဟမ်ဒါလူဘာမှာဘာတွေအရေးကြီးသုံးလဲဒီလားလူသားသံအောင်ဘယ်လိုနေမလဲလူတစ်ဖက်သားကိုဘယ်လိုကူညီမလဲဒါတွေဟောတာပါတယ်ဟမ် လူမှုရေးမှာဘလို့လူပိသားအောင်နေမလဲစီဝါရေးမှာဘလို့လူပိသားအောင်နေမလဲနော်ဟိုတဘာသာမတယောက်ဖြစ်ဖို့သူလို့ရွှေချင်းဟိုမူရတိတာရောင်းတာတို့လူကုံကူးတာတို့လက်နဲ့ရောင်းတာတို့အစိတ်ရောင်းတာတို့တာတပ်ပြီးရောင်းတာတို့အဲ့ဒီလိုကုံကူးမှုကိုမလို့တင်မှုသူတို့အကြောင်းဒါကလူပိသားအကြောင်းပါပဲနော်အဲ့ဒါတွေဟောခဲ့ပါတယ်တိုးတော့သူတွေကမလိုက်နိုင်မလိုက်နိုင်နိုင်ရပါ ိတ်တခုရုပ်ကိုယ်တယ်ဆိုတာဟုတ်လားဗျာတဲ့မြန်မာတကားကအဲ့တလို့ဖန်မှားပါတယ်တိရမြန်မာတကားကအရန်ကိုကျက်ပြက်လုံးအကြီးတယ်ပုံမှန်ကစိတ်တခုရုပ်ကိုယ်တယ်ပြောချင်တာကစိတ်တခုရုပ်ကိုယ်တယ်ဆိုတာကစိတ်ပေါင်း89ပါလို့ပြောတာဖြစ်တယ်အဲ့ဒီညမှာသူကဂျာဝနာဝါနဲ့စိတ်တခုရုပ်90ဖက်တဲ့ခါမှာစိတ်ကတခုပဲရှိတယ်ရုပ်ပေါင်း90ဆိုပြီးတော့အတိတ်ပဲထပ်ပါတယ် ဒါကြောင့်မြန်မာစကားကတိတ်ကိုကျပြန့်တယ်။ဥစဉ်တော့အခု Chinese ဘာသာပေါ့တပည့်ဘာသာဆိုလို့ရှိရင်လည်းသူကတစ်ကလုံးတစ်လုံးမှာအတန်အနှိမ့်မြင့်ဆိုပြီးတော့အသေးပဲ၅မျိုးကွဲတယ်တဲ့။ဒါသူတို့ရဲ့အရင်ကျပြန့်တာလား။အဲ့ဒီလိုပဲမြန်မာစကားမှာလည်းအသေးပဲတွေကကိုပြောရင်ပြောတော့ကိုလေးလေးလေးနဲ့အောက်ကမြင့်တင်းတင်းသားသဖြင့်အသေးပဲတွေကအများကြီးပြောင်းလဲသွားပါတယ်။ဒါကြောင့်မြန်မာစကားကိုဖတ်တဲ့နေရာမှာဒိဋ္ဌာဖတ်ပါ။ စိတ်တခုရောက်ကိုတဲ့ဆိုတာကကျတော့89ပါဒါအကျဉ်းသူကအကျယ်ဆိုလို့ရှိရင်121ပါပေါ့နော်ရှုပ်ကကျတော့28ပါရှိတယ်ဒီနေ့ဗုဒ္ဓဘာသာမှာတကယ် reality အစ်စ်မှန်ကပရမတ္ထတရား၄ပါရှိတယ်သိသိသိယုတ်နိဗ္ဗာန်ပေါ့သိက89ပါသိသိ52ပါယုတ်က28ပါနိဗ္ဗာန်အဲ့ဒါကို ပဒမထတရားလို့ခေါ်ပါတယ်ဗုဒ္ဓဘာသာမှာလေ